ဒီလိုမိကုံးတွေကအင်မတန်မှကောင်းတဲ့မိကုံးတွေပဲ။ဘာလို့လဲဆိုလို့ရှိရင်အလုတ်ကိုမေးတဲ့မိကုံးဖြစ်တယ်။အဲ့တော့ဝိပဿနာအလုတ်ဒီသာသနာနဲ့ကြုံတဲ့အခိုက်မှာဘောရဘာသာဝင်တိုင်းဒါမှမဟုတ်ရှင်လေလူသားတိုင်းအတွက်မဖြစ်မနေဝိပဿနာတရားဟာအာထုတ်ရမယ့်အလုတ်ထဲမှာပါတယ်။ဘာကြောင့်ဝိပဿနာတရားအာထုတ်ရတာလဲလို့မေးရင်ဒီဘဝကနေ မဖြစ်မနေသေးကိုသိရတတဝအားလုံးကဒီဘဝနေသိရသို့တော့ဒီနေရာမှာချွင်ချက်အနေနဲ့အပေလေးပုံသားတွေရတော့ဝိပဿနာအတိမမဟုတ်ဘူးနောက်တစ်ချက်ကအရိယာဖြစ်ပြီးသားပုံကိုယ်တွေအတွက်တော့ဝိပဿနာသိပြီးတော့အရေးမကြီးတော့နောက်ဆုံးသောတာပန်အဆင့် ठी ရှိထားတဲ့ပုံကိုယ်တွေကြာဟိုဘက်မှာကံကြီးချမ်းကြီးနေတယ်ဒါနိဗ္ဗာန်ကိုမြတ်မောပြုဖို့အတွက်တေချာတော့အဆင့်ရောက် ဲ့တော့လူကနေစပြီးတော့နတ်မြတ်မှာပုထုဇဉ်အားလုံးဟာဝိပဿနာအလုပ်ကိုမဖြစ်မနေလုပ်ကိုလုပ်ပါဒါကတော့သာသနာနဲ့ကြုံတဲ့အခိုက်တန့်မှုလို့ပြောတာဘာကြောင့်ဝိပဿနာအလုပ်ကိုလုပ်ရတာလဲဆိုရင်ဒီဘဝကနေကိစ္စအားလျော်ဆိုအကြောင်းအားလျော်ဆိုမဖြစ်မနေတနေ့သေးရမှာ ဖြစ်တဲ့အတွက်ဒီဘဝကနေသေးရတဲ့အခါမှာဒုတိယဘဝဟာငါတို့အတွက်သေချာသောဂတိ ပြတရားမရှိဒုတိယဘဝဟာအပယ်လေးပါးလည်းဖြစ်နိုင်တယ်လူပြည်နတ်ပြည်ဓမ္မပြည်လည်းဖြစ်နိုင်တယ်ဒါပေမဲ့လို့အဖြစ်နိုင်ဆုံးသောတရားကအပယ်လေးပါးပို့ပြီးတော့ဖြစ်နိုင်တယ်ဒါကြောင့်ဆက်တာတော့အပါယတကခေဟာတတိတာတတဝါရရဲ့အမြဲတမ်းနေအိမ်ဟာအပယ်လေးပုံပဲနောက်တစ်ချက်သူ့ကိုနီးဆက်ရအောင်ပါဠိတစ်ခုကိုထောက်လိုက်တော့ပါမသမိန်ရမတိမနောမိမိရဲ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပို့ပြီးတော့မွေးလျော်တယ်အာသတ်ဆိုကြပါတော့ကောင်းတဲ့အာယုံတွေမြင်းနေရပေမဲ့မကောင်းတဲ့စိတ်အခံရှိတဲ့ပုဂ္ဂိုလ်ဟာမကောင်းတဲ့ဘက်ကိုပဲနှလုံးသွင်းတယ်ဖရာအာယုံတရားအာယုံတန်ခါအာယုံတွေရှိနေပါလျက်နဲ့မကောင်းတဲ့ဘက်ကိုဆွဲပြီးတော့နှလုံးသွင်းတယ်မြင်တယ်စဉ်းကျင်တယ်သုံးသပ်ထားသည်မိမိရဲ့စိတ်ရဲ့သဘောအရာကိုကအကုသို့ပေါ်မှာအမတန်မှထုံမှန်းခဲ့တဲ့အတွက်ကြောင့်မကောင်းတဲ့ဘက်ကို ရိုင်းသွားတာဒါကြောင့်ဒီဘဝလူတော့ဖြစ်တယ်ဒါပေမဲ့ဒုတိယဘဝလူတဲ့နိုင်ကြတဲ့အရာလူတဲ့နိုင်ကြတဲ့ဘဝများစွာအများကြီးဖြစ်နိုင်တယ်ဒါကြောင့်ဒီဘဝကနေသိရတဲ့အခါဒုတိယဘဝဟာသေချာသောသူကတိဘဝသူကတိမှသူကတိသူကတိမှ နိဗ္ဗာန်လို့သေချာအောင်လမထောင်ပြီးတော့ပြောနိုင်တာကဝိပဿနာအလုံးမှာတပါအခြားမရှိ သို့တော့ဇန်သမထအလုပ်တွေလည်းဒါပြောနိုင်ပါတယ်ဇန်သမထအလုပ်တွေလည်းဂတိမြဲပါတယ်ဒါပေမဲ့လို့ဒီနေ့ခေတ်ဟာဒါနလည်းရှိတယ်သီလလည်းရှိတယ်သာသနာတော်ထဲမှာဇန်အလုပ်လည်းရှိတယ်ဝိပဿနာအလုပ်လည်းရှိတယ်ဒီလေးမျိုးမှာအမြင့်ဆုံးအလုပ်ဒီဝိပဿနာဘုရားဘာသာတွေရဲ့အမြင့်ဆုံးလုံးရမယ်အလုပ်ဒီဝိပဿနာအလုပ်ပဲအဲ့တော့အမြင့်ဆုံးလုံးရမယ်ဝိပဿနာအလုပ်ရှိနေပါလျက်နဲ့ဒါနသီလသမထလောက်နဲ့ ငြိမ့်နေသေးတယ်အေးနေသေးတယ်ရက်နေသေးတယ်ဆိုရင်သာသနာနဲ့တွေ့ရကြောမနှက်သေးဘူးကံနှစ်ပါးဉာဏ်နှစ်ပါးမှာကမ္မတက္ကရတမဒိဋ္ဌိနဲ့သစ္စာနုလောမိကသစ္စာသိတဲ့ဉာဏ်နှစ်ပါးမပြည့်စုံသေးရင်သာသနာနဲ့တွေ့ရကြောမနှက်သေးဘူးသာသနာတွင်သားမဟုတ်သေးဘူးလို့ပြောတာဒါကြောင့်သာသနာတွင်သားဖြစ်ဖို့အတွက်ဆိုရင်ကံကိုလည်းညုံရမယ်သစ္စာသိတဲ့အလုပ်ကိုလည်းလုပ်ရမယ် ဝိပဿနာအလုပ်ကိုပြောတာဒီနှစ်ခုပေါင်းပြီးတော့လုံးမသာလျှင်ကံမှဉာဏ်ဉာဏ်မှကံနှစ်ခုတွားတာကံရှိဉာဏ်နောက်ဉာဏ်ရှိကံနောက်အတွဲလိုက်တွားတာဆိုတဲ့အခါကျတော့ရောဝိပဿနာရှုတယ်ဓမ္မနုပဿနာရှုပွားနေပေါ့အဲ့တော့ဓမ္မနုပဿနာရှုပွားနေရဲ့ဇယိုက်ကရှုပွားပုံကကိရိတာပါဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တည် ဓမ္မနုပဒနာကိုတရားရှုလို့ရတယ်ဒါကိလေသာလည်းပါတယ်ညာကလည်းထက်တယ်ဆိုဓမ္မနုပဒနာရှုဒါကဇယိုက်ကိုဝေဖန်ပြတာဒါဇယိုက်နဲ့သွားတာနောက်တစ်ချက်ကတပည့်တော်ကအသက်အရွယ်ကြီးတယ်အသက်အရွယ်ကြီးတဲ့လောက်ပဲလုပ်ငန်းဆောင်တာတွေကလည်းတပည့်တော်တို့မှများတဲ့ဖရာတို့အတွက်ကြောင့်တပည့်တော်တို့ကစိတ်ဓာတ်နုပဒနာအရှုခံတရား73မှအမှတ်နိုင်တော့ဝရဏနုပဒနာအရှုခံတရား72ပါမမှတ်နိုင်တော့ ရုပ်ကိုရှုဖို့အတွက်ကာယနဲ့ပတ်သက်တဲ့သဘောတရားတွေမမှတ်နိုင်တော့ဘူးဗျအဲ့တော့တပည့်တော်တို့ကဝိပဿနာကိုတက်ရိုက်ပဲသွားခြင်းနဲ့ဘယ်လိုရှုရမလဲတက်ရိုက်ရှုတဲ့နည်းကဘယ်လိုနည်းလဲလို့မေးရင်ဓမ္မနုပတနာတနည်းနဲ့တက်ရိုက်ရှုလို့ရတယ်အဲ့ဒီနည်းကစိတ်ကိုလည်းရှုတာမဟုတ်တော့ဘူးစိတ်လို့အာယုံသွင်းတာမဟုတ်ဘူးဝေဒနာလို့လည်းဆုံးဖြတ်တာမဟုတ်ဘူးကာယဆိုတဲ့ ဖောက်ပြန်တဲ့ရုပ်ကိုရှုတာလည်းမဟုတ်ဖက်နဲ့ဒီခန္ဓာ၅ပါးဒါခန္ဓာ၅ပါးမှာ ပေါင်းလိုက်တဲ့ဒီခန္ဓာ၅ပါးမှာ ပေါ်လာတဲ့ဓမ္မမှန်သမျှကိုဒုက္ခသစ္စာလို့တိုက်ရိုက်ရှုတယ်ဒုက္ခသစ္စာလို့တိုက်ရိုက်ရှုတယ်ဒါမှမဟုတ်ရှင်လေမြန်မာလိုအော်နှစ်ဆက်ခံနေရတာပဲနှစ်ဆက်နေတာပဲလို့တိုက်ရိုက်ရှုခြင်းဖြင့်လေဓမ္မနုပဒနာရှုပွားနေတဲ့ကိုဝင်သွားတယ်စိတ်ကိုရှုရင်စိတ်တာနုပဒနာ ဝေဒနာလို့ရှုရင်ဝေဒနာနုပဒနာတတိပဒံဖောက်ပြန်တယ်လို့ရှုရင်ကာယနုပဒနာတတိပဒံစိတ်ရောဝေဒနာမခွဲတော့ဘဲနဲ့နှိမ့်ဆက်နေတာပဲနှိမ့်ဆက်နေတာပဲဒုက္ခသစ္စာတွေပဲလို့တိုက်ရိုက်ရှုခြင်းဖြင့်ဒါကဓမ္မနုပဒနာရှုပွားနေဒီရှုပွားနေရတမျိုးနောက်တစ်ခါကာယဘက်ကပဲသွားသွားဝေဒနာဘက်ကပဲသွားသွားစိတ်ဘက်ကပဲသွားသွားဒါကအလုံးနဲ့သွားတဲ့အလံ့ ဲ့လိုတွားရင်လည်းသင်္ခါရုပ္ပခဉဏ်ရဲ့သင်္ခါရုပ္ပခဉဏ်ပြီးတော့မှအနုလောမကုတ္တရဘူဉဏ်သင်္ခါရုပ္ပခဉဏ်ရောက်ရင်ရေရေမုံမဖြက်ဖြက်ကသင်္ခါရဆုံးဖြတ်ချက်ချပြီးတော့နေတာကဉဏ်အဲ့ဒီချိန်မှာတာယာပြမကင်းတဲ့လောဘလည်းမလားဒေါသလည်းလောဘဒေါသမောဟကိုဥပ္ပခပြုတ်ပြီးတော့ဖောက်ပြန်နေတဲ့ခန္ဓာရဲ့အပေါ်မှာပဲဒုက္ခသစ္စာဘလို့ဆုံးဖြတ်ချက်ချနေတာဒီအဲ့ဒီဉဏ်အဆင့်ရောက်သွားရင် သင်္ခါရုပိက္ခဉာဏ်လဲဝင်သွားတာအဲ့ဒီသင်္ခါရုပိက္ခဉာဏ်လဲကိုရောက်သွားတဲ့အခါမှာတော့အကောင်လုံးဟာအဲ့ဒီဉာဏ်လေးစသွားရင်ဓမ္မနုပတ္တနာတွေကိုဝင်သွားတယ်စိတ်လည်းမဟုတ်ဘူးရုပ်လည်းမဟုတ်ဘူးဝေဒနာလည်းမဟုတ်ဖက်နဲ့ဓမ္မသဘောတွေပဲလို့တရားရင်မြင်သွားတယ်အဲ့ဒီခါကျတော့လာတော့ကကာယလာတော့ကဝေဒနာလာတော့ကစိတ်ဒါပေမဲ့သင်္ခါရုပိက္ခအနေနဲ့ကိုရောက်သွားတဲ့အခါမှာတော့ စိတ်တွေရုပ်တွေဝေဒနာတွေမဟုတ်တော့ဘဲနဲ့အဲ့ဒါတွေအလုံးအတုံညတာဖြစ်ပြီးတော့အလုံးအဓမ္မသဘောပါပဲလို့ဆုံးဖြတ်ချက်ချနိုင်တာကိုတော့အလုံးနဲ့သွားတဲ့ဓမ္မနုပဒနာအဲ့ဒါကအလုံးနဲ့သွားတယ်ပရမဓမ္မနုပဒနာကဇယိုက်နဲ့သွားတယ်အလဲမပြတဲ့ဓမ္မနုပဒနာကအသက်ကြီးမထိန်နိုင်တဲ့စိတ်အားအယံညံထိုင်ရန်သွားတဲ့ပုဂ္ဂိုလ် အလုံးများတဲ့ပုဂ္ဂိုလ်များတွေ့မှတ်ရလွယ်ရအောင်လို့ သင်ပေးတာကဘယ်ဓမ္မပေါ်ပေါ်ဓမ္မနုပဒနာနဲ့ရှုရင်ဒုက္ခသစ္စာတွေပဲနှိမ့်ဆက်နေတာပဲနှိမ့်ဆက်ခံနေရတာပဲလို့ရှုရင်လေဒါကအလွယ်နည်းနဲ့ရှုတဲ့ဓမ္မနုပဒနာဒါတမျိုးဒါသုံးမျိုးပြလိုက်တယ်အဲ့ဒီတော့ဝိပဿနာတရားအထုတ်မဲ့ပုဂ္ဂိုလ်ဟာဒီခန္ဓာ၅ပါးကိုအထုတ်တယ်ဒါပေမဲ့ခန္ဓာ၅ပါးကိုသတိပဋ္ဌာန်နဲ့ပုံလိုက်တော့အပုံ၄ပုံရတယ်ကာယဝေဒနာ ပြီးတော့မှစိတ်ရဲ့ဓမ္မရဲ့၄ပုံရတယ်။အဲ့ဒီ၄ပုံကို ရှုလိုက်တဲ့အခါမှာရှုရကမဂ်ကင်၅ပါ။ဒါဆိုခန္ဓာ၅ပါးအပုံပုံတော့၄ပုံရတယ်။ရှုလိုက်တဲ့ရှုတဲ့ဉာဏ်တရားကမဂ်ကင်၅ပါ။ရှုလို့မဂ်ကင်၅ပါးနဲ့ရှုရင်အကျိုးတရားစိုက်မဲ့ကအကျိုးတရားရတဲ့သစ္စာက၄ပါးဆိုတော့၅ပါး၄ပါး၅ပါး၄ပါးဆလုံးတာက တိပ္ပံ၄ပါးတိပ္ပံ၄ပါးကရှုရမယ်လမ်းစဉ်အရှုခံတဲ့တရားကခန္ဓာ၅ပါးဘာနဲ့ရှုရမလဲဆိုတော့မဲခင်၅ပါးလောကီမဲခင် ပွားမဲ့နဲ့ရှုရမှာမလို့၄ပါးဒီရုပ်လိုပဲရှုရှုဝေဒနာလိုပဲရှုရှုဒုက္ခသစ္စာလိုပဲရှုရှုရှုလိုက်တိုင်းမှာလောကီမဲခင် ပွားမဲ့၅ပါးတောက်လျှောက်ဝင်တယ်လောကီမဲခင်ပွားမဲ့၅ပါးနဲ့ရှုလိုက်တဲ့တရားတည်း စိုက်လိုက်တဲ့တစ္ဆာကလည်းမဆုံးသေးတာမို့လို့လောကီတစ္ဆာ၄ပါးတန်ရိုက်ဝင်တယ်ကဏ္ဍ၅ပါးသတိပ္ပံ၄ပါးအရှုဉဏ်၅ပါးစိုက်တဲ့တစ္ဆာ၄ပါးဆိုတော့၅၄၅၄ရှုရမယ်တရားကိုဂိမ်းကဏ္ဍနဲ့ပြတယ်ဘယ်လိုပဲရှုနေနေတစ်ချက်တည်းရှုတာနဲ့တပြိုင်တည်းသုံးချက်ပြတ်တယ်တစ်ချက်ရှုတာနဲ့တပြိုင်တည်း 5ပါးဝင်တယ်5ပါးဝင်တာနဲ့တပြိုင်တည်း4ပါးပြည့်စုံတယ်ဆိုတော့ဒီလိုရှုခွင်ရှုွက်သည်စိတ်တာချာကိစ္စပြီးနိုင်တဲ့ရှုွက်မှလို့ဓမ္မနုပဒနာရှုွက်ဖြင့်တွားရင်လည်း